မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတင်နန်းမှာကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လင်ဦးပါကျွန်တော်ဒီနေ့မျှဝေပေးသွားခြင်းတဲ့သင်ခန်းစာလေးရတော့ကျွန်တော်တို့ online class visit ထဲမှာပါဝင်တဲ့စင်စရာရေးဆိုရင်တွက်ချက်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာအဲ့တော့ဒီမှာဒီစင်စရာ ပုံစံမျိုးလေးကိုကျွန်တော်တို့အဲဒီအားလေးကိုဘယ်လိုမျိုးလေးဆွဲမှာလဲကိုလိုချင်တဲ့အဖြေလေးတွေလည်းဘယ်လိုလေးပေါက်မှာလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့လက်တွေ့လေးတွားပြီးတော့လုပ်ကြည့်မယ်နော် ဲ့တော့ဒီဘောင်ရှာလေးရတာလေးရအဲ debit ဘောင်ရှာလေးပါနော် okay အဲ့တော့ excel လေးကိုဖွင့်လိုက်မယ်။ excel လေးကိုဖွင့်ကြည့်တယ်ဆိုလို့ရှိရင် excel ဆိုတာလေးလည်းဖွင့်လို့ရပါတယ်။အလွယ်တကူ ram box ကနေပြီးတော့ logo ရဲ့ ri နှိပ်တော့ logo ရဲ့ ri နှိပ်လိုက်ပါ။ logo ရဲ့ ri နှိပ်ပြီးတော့လည်း excel ဆိုပြီးတော့အလွယ်တကူရိုက်ပြီးတော့ဖွင့်လို့ရပါတယ်။ okay ဒီ excel လေးကဒီ version လေးရတာ2000ထဲမှာ16 version လေးပါနော်။ โอเคအစ်စဲလေးပွင့်သွားရဲ့ဆိုလို့ရှိရင်ဒီမှာဒီဘောင်းရှားလေးမှာကိုရေးမဲ့ဘောင်းရှားလေးကမြန်မာစာတွေရောအင်္ဂလိပ်စာတွေရောပါအဲ့တော့အစ်စဲလေးကိုလည်းမြန်မာစာတွေအင်္ဂလိပ်စာတွေရောရေးတော့မှာဆိုလို့ရှိရင်ဇော်ဂျီဖောင်လေးကိုပြောင်းထားဖို့လိုအပ်ပါတယ်နော်ဇော်ဂျီဖောင်လေးပြောင်းကျင်တယ်ဆိုလို့ရှိရင်အကွန်ထိုးရဲ့ A နဲ့အကွန်လုံးကိုဆက်လက်ပေးလိုက်ပါဆက်လက်ပေးကျင်တဲ့အကွန်ထိုး A နဲ့ဆက်လက်ပေးလို့လည်းရပါတယ် တောင်လေးမှာရှိတဲ့ဒီတောင်လေးကိုတစ်ချက်နှိမ့်လိုက်မယ်ဆိုလို့ရှိရင်လည်းအလွယ်တကူဆက်လက်ပေးလို့ရပါတယ်เนาะပြီးတော့လို့ရှိရင်ဒီမှာဇော်ဂျီဆိုပြီးတော့ရေးပေးလိုက်ပါဒါဆိုလို့ရှိရင်ဇော်ဂျီဖောင်လေးကိုအလွယ်တကူပြောင်းပေးလို့ရပါတယ်เนาะဇော်ဂျီဖောင်လေးကိုပြောင်းပေးလိုက်ဒါဆိုလို့ရှိရင်ဇော်ဂျီဖောင်လေးပြောင်းပြီးသွားပြီเนาะပြီးတော့ရေးဆိုလို့ရှိရင်တခုပြောစရာရှိတာကကစင်းစရာတွေရေးတယ် Microsoft ပဲပဲ33 Excel ပဲ33ပေါ့เนาะစင်းစရာတွေရေးရေးဆွဲတော့မယ်စာရေးစာရိုက်တွေပြုလုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံး ဒီစာရွေးရဲ့ site လေးကိုအရင်ဆုံးတက်မှတ်ထားဖို့လိုပါတယ်။စာရွေးရဲ့ site လေးကိုကိုယ်ကတက်မှတ်ထားမှသာကိုယ်က print ထုတ်တော့မယ်ဆိုလို့ရှိရင်ကိုယ်အရေးကြီးတဲ့စာတွေကမကြံခဲ့ပါဘူးနော်။အဲ့တော့ print ထုတ်မယ်ဆိုလို့ရှိရင်လည်းကိုက site မချိန်ထားလို့ဆိုလို့ရှိရင်လည်း print ထုတ်မယ်ဆိုလို့ရှိရင်မှာစာတွေပြန်ညှိရပါရည်နဲ့အချိန်တွေကြာစေပါရည်အဲ့တော့ကိုကတန်းပြီးတော့စာကိုမရေးခင်တည်းကနေပြီးတော့ site လေးကိုတက်မှတ်ထားပေးပါတော့အဲ့တော့အဲ့ဒီမှာဒါဒီ sheet ကဒီစာရွက်တစ်ခုမှာဒီ sheet တစ်ခုမှာဆိုလို့ရှိရင်စာရွက်တွေစာရွက်တွေကအများကြီးအများကြီးပါတော့ ဲ့တော့ site လေးရေးသတ်မှတ်ထားပြီးတော့ရေးဖို့လိုပါတယ် site လေးသတ်မှတ်ရှင်တယ်ဆိုလို့ရှိရင် page layout ထဲကိုသွားပြီးတော့ site ဆိုတဲ့နေရာလေးမှာ a4 လား dk လားဆိုတာကိုရေးပေးလို့ရရယ်เนาะနောက်တစ်နောက်တစ်နောက်တစ်ခုကဒီ page layout page layout view လေးထဲမှာလည်း page layout လေးကိုတစ်ချက်နှိပ်ပြီးတော့လည်းဒီမှာကိုကြိုက်နေတက်တဲ့ font size ဒီမှာ size size လေးကိုသတ်မှတ်ထားပြီးတော့လွယ်တကူရေးလို့ရပါတော့ a4 ဆိုလို့ရှိရင်လက် a4 ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါဆိုလို့ရှိရင် a4 ဆိုတဲ့ size စာရွက်လေးကိုရသွားပြီเนาะ ဒီမှာပိတ်လျောက်မှာအလွယ်တကူရေးမယ်ဆိုလို့ရှိရင်လည်းရေးလို့ရပါတယ်ဒီအဲဒီ normal view လေးကို normal view လေး normal view လေးကိုလို့ရှိရင်လည်း quant size လေးသတ်မှတ်ထားရဆိုလို့ရှိရင်အဆက်ဆက်မြင်းချောင်းလေးအဆက်ဆက်မြင်းလေးရဒါ A4 စာစာမျက်နှာလေးကိုပေါ့နော် A4 စာရွက် A4 စာရွက်တွေ့ရတွေ့ရလေးကိုသူကအကန့်ကန့်လေးဟိုကန့်ပေးသွားပါနော်အဲ့တော့ကိုကဒီဒီ area တွေမှာရေးမှသာပင့်ထုတ်မယ်ဆိုလို့ရှိရင်ကိုရဲ့စင်းစင်းစရားတွေကအကုန်လုံး ပါမှာပါနော်တကယ်လို့ကွာဒီဘက်တွေမှာပါတွေ့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီဘက်ကပါသွားတဲ့စင်ဇာတွေကပင့်ထုတ်ကပင့်ထုတ်မယ်ဆိုလို့ရှိရင်ကြံခဲ့မှာပါနော်အဲ့တော့ဒီဘက်ဘောင်လေးထဲမှာပဲရေးဖို့လိုပါတယ်အဲ့တော့စင်ဇာလေးကိုရေးမယ်နော်စင်ဇာအပေါ်ဆုံးကဒက်ဗစ်ဘောင်ရှာအဲ့တော့ဒီအနေပြီးတော့ဗောနော်ကိုကတခုဒီမှာတခုပြောเสียရှိရာကိုကစာရေးတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးဗောနော်စာရေးတော့မယ်ဆိုလို့ရှိရင် အရင်ဆုံးစာလေးရေးလိုက်ပါစာလေးရေးသွားပြီးမှဒါလိုအပ်တဲ့စင်စရာလေးကိုကိုကနေပြီးတော့အလွယ်တကူဆွဲလို့ရပါတယ်နော်အဲ့တော့စင်စရာလေးကိုရေးလိုက်ပါမယ်လေးရေးရေးပါစာလေးရေးရေးပြီးသွားမှစရာလေးရဆွဲလို့ရပါတယ်နော်စရာလေးဆွဲပြီးဆွဲရလွယ်ပါတယ်စာလေးကိုဒါကိုကအရင်ဆုံးရေးထားပါအောက်ကိုဆင်းကျင်တယ်ဆိုလို့ရှိရင်အန်တာခောက်လိုက်ပါဆက်ွက်တစ်ွက်ကိုသွားကျင်တယ်ဆိုလို့ရှိရင်တက်ကီးကိုခုံလိုက်ရပါတယ်ကီးဘုတ်ကနေပြီးတော့ မြားလေးကိုနှိမ့်လိုက်ရရယ်နော် item ပြင်နေအော်အဲဒီရောဘာလို့အဲဒီရောကမလေးလာနေတဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းဒီဒီအဲဒီဒီစင်စရာလေးကိုဓာတ်ပုံလေးရိုက်ပြီးတော့အလွယ်တကူအဲဒါလေးကဘယ်လိုလေးရေးရလဲဆိုတာလေးကိုလက်တွေ့လေ့လာလို့ရပါတယ်နော်လက်တွေ့လိုက်ပြီးတော့လေ့ကျင့်ကြည့်လို့ရပါတယ်ခင်ဗျာအဲ့ဒါမှာ name ရယ် customer error ကေနော် ော်နေပြီးသွားရဆိုလို့ရှိရင်အောက်ဒီမှာဒီမှာ customer error ပါဒီမှာအခုပြောစရာရှိတာကဒီအောက်ကိုပေါ့နော်ဒီစာကြောင်းလေးရဆိုလို့ရှိရင် keyboard ကနေပြီးတော့ order ရယ် enter ရယ်တွဲပြီးတော့နှိပ်ပေးလိုက်ပါနော်ကာတာရှား order ရယ် enter ရယ်နှိပ်ပေးလိုက်ပါအဲ့တွဲရေးပြီးသွားပြီ ပြီးတော့လို့ရှိရင်ဒီမှာဖုန်းနံပါတ်တွေဆက်ပြီးတော့ရေးမယ်เนาะနေဆိုလို့ရှိရင်နေရဲ့နာမည်တွေဖုန်းနံပါတ်တွေကိုဆက်ပြီးတော့ရေးပါမယ်ဒီမှာသူရဲ့ဖုန်းနံပါတ်ဆိုတာဖုန်းဆိုတာလေးကိုရေးပေးလိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်ရမယ်နော်အဲဖုန်းနံပါတ်လေးကရမ်းထည့်ရတယ်နည်းနည်းများသွားရင် <laughs> โอเคဒါဆိုလို့ရှိရင်ပြီးတော့ရင် အောက်မှာအောက်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့နေရာလေးစာလေးရေးပြအောင်ပါเนาะဒီမှာနေရာလေးစာလေးရေးပြပါโอเคဒါလေးပြင်กว่าဒီစင်းစရာလေးကိုကိုလိုလိုချင်တဲ့အနေထားလေးတိုင်းရှင်းပြပါเนาะဒီ column လေးကိုအပေါ်ဆုံးမှာရှိတဲ့မြင်းလေးကိုဖိပြီးတော့အလွယ်တကူရွှေ့လို့ရပါတယ်ရွှေ့လို့ရရယ်เนาะ ဖိပြီးတော့ကိုလိုချင်တဲ့အနေထားလေးကိုရွှေ့ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်အလွယ်တကူရွှေ့လို့ရမယ်နော်မကူပြောစရာရှိရဒီအဆက်ဆက်မြင်းချောင်းလေးကိုကြော်သွားလို့မရအောင်နော် ကောင်းစင်ယိုအလဲကောင်မှာထားကျင်တယ်ဆိုလို့ရှိရင်ကိုထားကျင်တဲ့ဒီကောင်းစင်ယိုအကုန်လုံးကိုဆက်လက်ပေးလိုက်ပါဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်ဟုတ်နေအပြန်သွားပါဟုတ်နေမှာဆိုလို့ရှိရင်ဒီမတ်ဆန်ဆန်နာဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဆက်ွက်တွေတကွက်နဲ့တကွက်ပေါင်းကျင်တယ်ဆိုလို့ရှိရင်မတ်ဆန်ဆန်နာကိုနှိပ်ပါ နာမည်လေးနာမည်လေးကိုလည်းအလဲကောင်မှာထားခြင်းတယ်ဆိုလို့ရှိရင်ဒီဆန္ဒဆိုတာလေးကိုနှိပ်ပါအလဲကောင်လေးမှာဖြစ်သွားပြီဒီနာမည်လေးကိုလည်းပေါင်းခြင်းတယ်ဆိုဆက်ွက်တွေပေါင်းခြင်းတယ်စမတ်ဆန်ဆန္ဒကိုနှိပ်ပါโอเคဒါဆိုရင်နာမည်လေးကပေါင်းသွားပြီเนาะအဲဒီဆက်ွက်လေးပေါင်းဆန္ဆန္ဒကိုနှိပ်မဆန်ဆန္ဒကိုနှိပ်ပါအပေါ်လေးကိုတက်ခြင်းတယ်ဆိုလို့ရှိရင် okay ဒါအကုန်လုံးအကုန်လုံးเนาะအကုန်လုံးကိုဆက်လက်ပေးလိုက်မယ် okay ဟိုဒီမှာအဲဒီမှာတကွဒီအောက်ကောက်ကောင်တွေလည်းရောဆက်ပြီးတော့ပေါင်းရမှာเนาะ သုံးခွဲလုံးပေါင်းခြင်း SLMS မဆန်စင်တာအနေပါ SLMS မဆန်စင်တာဆိုတာလေးကိုနှိပ်ပေးပါနော် Okay ဒါဆက်ခွဲတဲ့တကွဲနဲ့တကွဲပေါင်းခြင်းမဆန်စင်တာအနေပါဒလေကောင်လေးမှတက်ရှင်တယ်ဆိုလို့ရှိရင်ဒီမှာ model ဆိုတာလေးကိုနှိပ်ပေးနော် model align ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်အလွယ်တကူဆွဲလို့ရပါတယ်နော်ပြီးရင်ဒီဟာဖုန်းနံပါတ်လေးတွေဒီဖုန်းနံပါတ်လေးလေကောင်မှာထားခြင်းတယ် ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းအလဲကောင်လေးမှာအလွယ်တကူထားလို့ရပါတယ်။အဲဒီ customer address ဆိုတာလေးကိုလည်း message sender နဲ့ပေါင်းဝေလိုက်ပါမယ်နော်။သူ့ကိုလည်းအလဲကောင်မှာထားခြင်းလားအလဲကောင်မှာထားခြင်းအလွယ်အလွယ်တကူအလဲကောင်မှာထားပေးလို့ရပါတယ်။ Okay name name မှာဆိုလို့ရှိရင် name လေးကဒီဘက်ဘေးလေးမှာအဲဟုတ်တယ်နော် name လေးရပြီးဒီမှာစဉ်းစားလို့လည်းအလွယ်ကိုတွေ့ကြည့်လို့ရတယ်နော်။ customer တို့ရဲ့ရှိမှာ name ရှိမယ်ဖုန်းနံပါတ်တွေရဲ့အလွယ်တကူရှိမယ်နော်။ အဲ့တော့ဒါလေးကိုအလဲကောင်မှာထားပြလိုက်အလွယ်တကူအလဲကောင်မှာထားပြလို့ရပါတယ်။ဒီမြင်းချောင်းလေးရကျင်နေဆိုလို့ရှိရင်ရိုးလေးကိုအပေါ်လေးကိုနည်းနည်းလေးတိုးပြီးတော့ကိုယ့်ရဲ့လိုချင်တဲ့အနေထားလေးတိုင်းကိုရွှေ့လို့ရပါတယ်။ကိုယ်လိုချင်တဲ့အစိတ်အကျလေးလည်းလိုအပ်သလိုလေးပြုလို့ရပါတယ်နော်။အဲ့တော့ဒီ ဖုန်းနံပါတ်လေးကိုအပေါ်လေးကိုနည်းနည်းလေးတိုးပေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့အနေထားလေးတိုင်းအနေထားလေးတိုင်းအောင်လုပ်လို့ရပါတယ်နော်။ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာအဲဒီနံပါတ်လေးရေးရေးလိုက်မယ်နော်။နံပါတ်လေး1 2အလယ်တကူဆွဲချနေတယ်ဆိုလို့ရှိရင်ဆက်လက်မှတ်ပြီးတော့ဒေါင်လေးကနေပြီးတော့ကျင်းတဲ့အနေထားလေးကြောင့်ဆွဲချလို့ရပါတယ်။ပစ္စည်းအမျိုးအမည်တွေကိုရေးမယ်နော်။ပစ္စည်းအမျိုးဒီမှာပစ္စည်းအမျိုးအမည်တွေကိုရေးမယ်။နာရီတို့ဘောင်းမီတို့ပေါ့နော်လက်ကန်အိတ်တို့ကိုရေးမယ်။ အဲ့တော့အင်္ဂလိပ်စာနေပြီးမြန်မာစာအောင်ပြန်ပြောင်းကျင်တယ်ဆိုရင်ကွန်ထိုးရဲ့ရှစ်ကဲနှိပ်ပါစာလုံးအင်္ဂါစာလုံးလေးကိုရေးကျင်တယ်ဆိုလို့ရှိရင်တိုက်ကီးလေးရဲ့စာလုံးလေးရဲ့တွေ့ပြီးနှိပ်တယ်နော်တိုက်တိုက်ကီးလေးဆိုတော့အပေါ်ဆုံးမှာရှိတဲ့ဒီအတွန့်ပုံစံမျိုးလေးကိုပြောရပါနော် Okay sorry သူကတန့်ပြီးတော့နှိပ်နှိပ်ပေးရနော်အဲ့ဒီမှာတိုက်ကီးလေးရဲ့စာလုံးလေးရဲ့တွေ့ပြီးနှိပ်ပေးလိုက်ဆိုကြည့်ပါဆိုလို့ရှိရင်စလုံးစင်ရေးတဲ့ပုံစံလေးပါ sorry ok bây giờ em nhớ -E, em nhớ em nhớ đi em mà ok gì à cái bộ điện này đi cháu nè ok gì đâu nè vì gì đôi điều gì vậy nó gì đâu gì đôi đi sư sư bảo nếu gì bảo mẹ ông bà sư lô chuyện đấy ပစ္စည်းလေးရေးမယ်နာကြီးတို့ဘောင်းဘီးတို့ပြီးရင်လက်ကန်အိတ်တို့အနှွေးတယ် Okay auto တို့ဖက်နယ်တို့ပြန်တကီးလေးခေါ်လိုက်နော်ဒီမှာသူတို့ရဲ့ဇင်းလုံးလေးအကြံမြင်ပဲအကြံမြင်လေးပဲထည့်ပေးလိုက်မယ်နော် 50 40 80ပေါ့နော်30 60 okay ဒါတွေရောအကျန်လေးပဲထည့်ပေးရနော်အဲ့တော့အရေးအရေးတွေလေးကိုလည်းထည့်ပေးလိုက်မယ် okay အဲ့တခုကတော့နေနော်အပေါ်ဆုံးပါ6ခုလောက်ပဲထည့်ပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်ရမယ်ဒီလိုမျိုးလေးကြီးပြီးသွားရဆိုလို့ရှိရင်အကုန်လုံးဆက်လက်ပေးလိုက်နော်ဆက်လက်ပေးပြီးသွားမှဒီဘိုရာတွေကနေပြီးတော့အော်ဘိုရာဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါအလွယ်တကူဘောင်လေးကြီး ပေါင်လေးခတ်တာပါနော်ဒီမြင်းလေးကိုလည်းအလဲကောင်မှာထားခြင်းဆလမ်မန်စန်တာဆိုတာလေးကိုနှိပ်ပေးလိုက်ဒါရင်ဒါဆိုရင်အလဲကောင်မှာအလဲတကူထားလို့ပြီးသွားပါပြီမြင်းချောင်းလေးအလဲကောင်မှာထားခြင်းတယ်ဆိုလို့ရှိရင်အလဲတကူထားပေးလို့ရပါတယ်သူလည်းပစ္စည်းမျိုးမီလေးဒါအလဲကောင်မှာထားခြင်းနဲ့ဆလမန်စန်တာဆိုတာလေးကိုနှိပ်ပေးလိုက်ပါဆလမန်စန်တာဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ရမယ်เนาะသူ့ကိုအလဲကောင်မှာထားခြင်းနဲ့ ဆလမန်စန္ဒာစွာလေးကိုနှိပ်ပေးလိုက်โอเคဒါဆိုလို့ရှိရင်အလေကောင်လေးမှာအလွယ်တကူထားလို့ပြီးသွားပါပြီနော်โอเคပြီးသွားပြီဒါလေးပြီးသွားပြီဆိုလို့ရှိရင်သူ့အကောဒီဒီဖောင်လေးမကြိုက်သေးဆိုလို့ရှိရင်လည်းဆက်လက်မှတ်ပြီးတော့ဘိုရာတဲ့ကိုသွားဒီအဆောကမိုးဘိုရာဆိုတာတဲမှာလည်းကိုလိုချင်တဲ့ဘောင်လေးတွေလည်းအလွယ်တကူမှရွေးပြီးတော့ဆွဲလို့ရတယ်နော်အောက်လိုင်းဆိုရင်ဟုတ်အထူးလေးထားမှလားโอเคဆိုတော့လို့နေပေးလိုက်ဒါဆိုလို့ရှိရင်ဒီမှာအလွယ်တကူဘောင်လေးကြီးဆွဲလို့ရမယ်เนาะအပေါ်ဆုံးအား အပေါ်ဆုံးပါဆိုလို့ရှိရင်ဒီအပေါ်ဆုံးကခေါင်းစဉ်လေးကိုစလုံးလေးထူပေးလိုက်မယ်ဆိုင်လေးကြီးပေးလိုက်အောင်မယ်ဟုတ်ကဲ့အဲဒီမှာသူ့ကိုလည်းစလုံးဆိုင်လေးအနယ်လေးထားပေးလိုက်မယ်သူ့ပစ္စည်းစုစုပေါင်းလေးโอเคဒါဆိုလို့ရှိရင်ရမယ်เนาะအဲအောက်မှာဒီမှာအောက်မှာဆိုလို့ရှိရင်အော်ဒီကိုစုစုပေါင်းဆိုတာလေးရှိသေးတယ်အဲ့တော့စုစုပေါင်းဆိုတာလေးကိုဆက်ပြီးရေးလိုက်မယ်เนาะစုစုပေါင်းရေးပေးလိုက်မယ်သူ့ကိုလည်းဆက်လက်မှတ်ပြီးတော့ဘောင်လေးထပ်ပြီးတော့ခတ်ပေးလိုက်မယ်เนาะโอเคဘိုးဘွားဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက် ဒီမှာ outline ကိုခက်ရှင်တယ်ဆို outline ပေါ့နော် okay ဆိုအဲ့လိုနေပေးလိုက်ဒါဆိုလို့ရှိရင် outline ကို inline ကိုခက်မှာဖြစ်တဲ့အတွက်တော့ select မှတ်လိုက်မယ်ဘိုဟာတဲ့ကိုသွားပါပြီးအမိုးဘူတာပြီး inside ဆိုတာကိုနေပေးလိုက် okay ဆိုအဲ့လိုနေပေးလိုက်ဒါဆိုလို့ရှိရင်အလွယ်တကူဖြစ်သွားပြီနော်ဒီသူ့ဒီမှာဆက်ကွက်လေးအဲဒီဟာတွေဆက်ကွက်တွေတကွက်နဲ့တကွက်ပေါင်းကျင်တယ်ဆိုလို့ရှိရင်ကိုပေါင်းကျင်တဲ့ဆက်ကွက်တွေကို select မှတ်လိုက် နော်ကိုပေါင်းကျင်တဲ့ဆက်ကွက်တွေကိုဆက်လက်မှတ်ပြီးလို့ရှိရင်မဆန်ဆန်တာဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ဆက်ကွက်တွေကတကွက်တဲ့တကွက်ပေါင်းသွားပြီနော်သူ့ကိုလည်းအယောင်လေးတင်ပေးလိုက်မယ်โอเคဒါဆိုလို့ရှိရင်အလွယ်တကူစင်စရာလေးဆွဲလို့ရပြီနော်သူ့ကိုနည်းနည်းလေးချက်ပေးလိုက်အောင်မယ်ချက်ပေးလိုက်အောင်မယ်โอเคဒါဆိုလို့ရှိရင်ရပြီနော်ဒီလိုလေးကိုနည်းနည်းချင်းပေးလိုက်အောင်မယ်အခုလိုချင်တဲ့အနေထားလေးအတိုင်းမြင်းလေးလည်းဆွဲလို့ရရဲ့ကြုံလို့ရရဲ့နော်ဒီမှာစုစုပေါင်းလိုချင်တယ်ဆိုလို့ရှိရင် မသူရဲ့ formula equal to ရေးပါ50အမြောက်အမြောက်ဆိုတာဒီ keyboard ရဲ့ပေါ့နော် number keyboard ရဲ့ဘေးလေးမှာ k ပွင့်ဆိုရဲ့ဟာလေးပါ k ပွင့်လေးကိုနှိပ်ပေးလိုက်ချက်လေးကိုနှိပ်ပေးလိုက် okay ဒါဆိုလို့ရှိရင်ရမယ်နော်အဖြေတစ်ခုရသွားရဲ့ဆိုလို့ရှိရင်အောက်ကို auto fade နဲ့ဆွဲချလို့ရပါတယ်နော်အဲဒီဆွဲချတစ်ခုပြောစရာရှိတာအပေါ်မှာမှားရဲ့ဆိုလို့ရှိရင် အောက်ကအဖြေတွေပါအကုန်လုံးကိုမှားပါနော်အဲ့ဒီတစ်ခုလေးတော့ ိုကနေပြီးတော့တတိထားကြလေးရှိပါတယ်40အမြောက်အဲလေးပေါ့နော်โอเคဒီလိုမျိုးလေးတခုချင်းစီလေးလိုက်ပြီးတော့ပေါင်းမယ်ဆိုလို့ရှိရင်လည်းပေါင်းလို့ရပါတယ် auto fade နဲ့ဆွဲရှာမယ်ဆိုလို့ရှိရင်လည်းဆွဲရှာလို့ရပါတယ်โอเคဒါဆိုလို့ရှိရင်ဒါလေးလေးရမယ်နော်သူ့ကိုအလဲကောင်မှာထားပေးလိုက်မယ် select mask စံနာဆိုတာလေးကိုနေပေးလိုက်အဲစုစုပေါင်း total ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ သူ့ရောဟုံးထဲမှာရှိတဲ့အော်တိုဆန်းထဲမှာရှိပါတယ်အော်တိုဆန်းထဲကဆန်းစော်လေးကိုနှိပ်ပေးလိုက်နော်ဆန်းစော်လေးကိုနှိပ်ပြီးတော့အလွယ်တကူပေါင်းလို့ရပါတယ်ကိုပေါင်းကျင်တာတွေကိုဆက်လက်မှတ်ပြီးတော့အလွယ်တကူပေါင်းလို့ရတယ်နော်အကုန်လုံးပေါင်းကျင်အကုန်လုံးလေးကိုဆက်လက်မှတ်ပြီးတော့အန်တာလေးကိုခောက်ပေးလိုက်ပါဒါဆိုလို့ရှိရင်အလွယ်တကူအဖြစ်လေးပေါင်းလို့ရမယ်နော်โอเคဒါဆိုရင်စင်စရာလေးတစ်ခုကဆွဲလို့ပြီးသွားပါပြီနော် ကဲအဲ့တော့ဒီဗီဒီယိုသင်ခန်းစာလေးရပါတော့ခုမှကွန်ပျူတာ sorry အဲ့စဲလေ့လာနေတဲ့ဒီမိတ်ဆွေတွေအတွက်လည်းအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါရစေခင်ဗျာ Okay အဆင်မပြေသိကျင်တာရှိလို့ရှိရင်လည်း comment လေးမှာ mention လုပ်ရပါတယ်ခင်ဗျာပိတ်ရချက်ပေါက်လေးမှာ computer နဲ့ဘိုင်းနဲ့ပတ်သက်တဲ့ဤပညာလေးလည်းဝင်ရောက်ပြီးတော့လည်းမေးလို့ရပါတယ်ခင်ဗျာ ဒီကျွန်တော်ရဲ့ online class လေးကိုလည်းစိတ်ဝင်စားလို့ရှိရင်လည်း online class လေးကိုလည်းတက်လို့ရပါတယ်ခင်ဗျာ online class လေးကအခုဆိုလို့ရှိရင်၅လပိုင်းကုန်ထည့်ကို promotion အနေနဲ့ကျွန်တော်3000အဲ3000ဆိုပြီးတော့ပဲ ြပါတယ်နော် promotion အနေနဲ့3000ပဲရှိပါတယ်ဒီ online class လေးတွေမှာဆိုလို့ရှိရင်ဥမာပိတ်မိကာတွေရော OneNote တွေရောအများကြီးပါပဲနော်ဒီ online class လေးတွေမှာဆိုလို့ရှိရင်ပေါင်းရှားလုံနည်းတွေရောဖိတ်စာအများကြီးများကြီးပါပဲနော်ဒီ online class လေးတွေမှာကျွန်တော်အများကြီးထည့်ပေးထားပါတယ် okay စိတ်ဝင်စားတဲ့မိတ်ဆွေတွေတက်ရှင်တယ်ဆိုလို့ရှိရင်လည်းစီးရင်ပေးပြီးတော့တက်ရောက်နိုင်ပါတယ်ခင်ဗျာ okay အားလုံးအဆင်ပြေပါစေခင်ဗျာ